မဝန်ဒီမူရှိရောရောက်ပြီ။ Okay မူရှိရောလာထိုင်ပါ။ Okay ဒီမှာထိုင်ပါ။ရှင်မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါဒါတော့ကျွန်တော်တငယ်ချင်းပေါ့နော်အဲ currently ဆိုတော့ထဲ့ဖဲဖြစ်ပါတယ်တရားပဲနဲ့တရားပဲနဲ့မင်္ဂလာပါကေဗင်မင်္ဂလာပါမင်္ဂလာပါ ဆိုတော့အခုမိုးတောက်ချိန်အစီအစဉ်ကနေကြိုဆိုပါရစေ။ဟုတ်နိုင်ငံရေးသမားတိုင်းမင်းမယုံနဲ့မင်းလိုက်ချီဒီကဒီထားမယုံအောင်နဲ့မင်းတိုက်ချီလိုက်ချီရင်တွေးမယ်တစ်ဖက်နဲ့တစ်ဖက်နဲ့တွေးခွဲတယ်ပြက်ပြက်နဲ့တွေးထွက်တယ်ယုံလဲသူတွေဘေးထွက်တယ် Cherry tree die na ma Cherry tree die na ma Cherry tree die ချိန်ကတော့ဒါအမောင်တွေဖြုတ်ခွင်းပြီးတော့အလင်းတွေရောက်လာမယ့်အချိန်ဆိုတော့ဒီအချိန်ကိုကိုစားပြုတာပါဒီအချိန်မှာအဲ့တော့လူငယ်အမှုပညာရှင်တွေကိုဖိတ်ခေါ်တာပါတယ်ဒါပေါ့နော်မူရှိနဲ့ထဲပယ်နေအောင်စလုံးကဂီတသမားတွေမို့ဂီတနဲ့ဘဝကိုဖျက်ဆီးနေကြတဲ့အကြောင်းတွေပြောကြရင်ကောင်းမယ်ထင်တယ်နော်ဟုတ်တယ်ဆိုတော့ဒီနေ့ကတော့ဒါဂီတအဆိုရှင်နေနဲ့တွေ့ရတဲ့နေပေါ့เนาะအဲဆိုတော့အခုဒါမူရှိဒါအထက်ပဲဖူးမူရှိငငယ်တော့ကဒီလိုအထာကြကြမဟုတ်သေးဘူး မြင်ဘူးလားဘယ်လိုပုံစံမျိုးဖြစ်မလဲအထားတော့ကြရဲကွာဒါပေမဲ့နောက်တစ်မျိုးပုံစံလေးအဲ့လိုပုံစံလေးရှိတယ်ဆိုတော့အဲ့ဒါဘယ်လိုပုံစံလေးလဲဆိုရင်ဖြစ်မလဲကြည့်လိုက်ရအောင်โอเคโลกกว่าลูกอยู่ပြီးတော့အပြည့်ပြည့်သွားတာโอเคဆိုတော့အဲအဲ့ဒီတုန်းကကြတော့ဒါဘယ်နှစ်ခုနှစ်လောက်ကဖြစ်မလဲအဲ့ဒီပုံကြီးอ่ะအဲ့ဒါကျွန်တော်2019လောက်ဖြစ်မလဲကျွန်တော် နောက်19အရန်တော့မကြသေးဘူးပဲအဲ့အခုပိုနုလာတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးနုလေကျေးဇူးနုလေဖြစ်ကြပါဖက်ရှင်အားအေးမြေမှုကျေးဇူးအားဆိုအဲ့ဒီတော့ကဂျာတော့သပင်းအတိုနဲ့တွေ့လိုက်ရတယ်ကွာအခုဂျာတော့သပင်းအရှိဖြစ်သွားပြီဆိုတော့ဒီကိုယ့်ရဲ့ဂီတနဲ့လိုက်ဖက်တဲ့ဖက်ရှင်ဖြစ်သွားအောင်ဘယ်လိုစပြီးတော့အဲဖက်ရှင်ကိုမွေးခဲ့လဲပေါ့နော်အဲအဲ့ဒါလေးပြောပါဦး ကျွန်တော်ဒီသဘင်ထားတာဆိုရင်ကျွန်တော်16နှစ်ရှိပြီပေါ့နော်16နှစ်ကျွန်တော်ပထမစပင်ကျွန်တော်ចောင်းနေရစပင်ရှိဆက်ထားတာပေါ့နော်ចောင်းနေစပင်ရှိဆက်ထားတယ်ထားပြီးတော့ကျွန်တော်အလုံးလုတ်လိုက်တယ်အလုံးလုတ်ပြီးတော့ကျွန်တော်ဒီအရွယ်လောက်ဒီသဘင်လောက်ရှိရပေါ့နော်အဲပြီးတော့ကျွန်တော်နောက်ပိုင်းမှာအဲ့လိုမျိုးအာတည်ရမလားကျွန်တော်တို့ကျွန်တော်တို့နိုင်ငံဆိုရင်ចောင်းပြီးရင်လွတ်လွတ်အောင်မယ်တည်ရမလားလွတ်လွတ်အောင်မယ်ဆိုတော့ကျွန်တော်ဒီစပင်နဲ့လွတ်လွတ်လို့မရအောင် အဲ့တော့ကျွန်တော်ညှက်ပေးလိုက်အောင်ကျွန်တော်အိမ်ကလည်းဗာညာတင်မလားမိသားစုတွေကောတားလေးပေါ့တင်မလားပညာလည်းတင်ပေးတာရာပညာလည်းတင်ပေးတာပြီးတော့နေအကြောင်းပြီးတော့စပိန်နဲ့အလုပ်လည်းမလုပ်ဘူးဖြစ်တယ်အလုပ်မလုပ်ဆိုတာအလုပ်မလုပ်တော့တာမဟုတ်ဘူးဗျာကျွန်တော်နိုင်ငံမှာအဲ့လိုမျိုးအလုပ်တော့ရှောက်မယ်ဆိုလို့ကျွန်တော်စပိန်နဲ့အရင်ဆုံး interview ကစပိန်ညှက်ပေးလို့ရအောင်လားဆိုဥစားစားတယ်ကျွန်တော်ရင်ချင်းမကြည့်ဘူးဗျာကျွန်တော်စပိန်ကိုကြည့်လိုက်တယ်မြန်နှခမ်းမွေးလေးရိတ်ပေးလို့ရအောင်လားအဲ့လိုမျိုးဗျာအဲ့တော့ကျွန်တော်ဒီစပိန်ဒီစပိန်နဲ့ကျွန်တော်တစ်ခေါက်ညှက်လိုက်တယ်တစ်ခေါက်ညှက်လိုက်ပြီးတော့မှအခုအဲ့ဒီအရင်စပိန်လောက်တော့လည်းကျွန်တော်တချင်းနေတောက်ချလုပ်နေတယ်ဗောနော်ဒါပေမဲ့နောက်ပိုင်းမှာကျတော့ အဲတချင်းဒီစပင်ညှက်ပြီးတော့လဲကျွန်တော်အဲ့လိုမျိုးခုနကပုံနေရတိုင်းပဲကျွန်တော်တချင်းနေပြန်လောက်ကြတယ်လောက်ပြီးတော့အဲ့နောက်ပိုင်းမှာနောက်တစ်ခေါက်ပြန်ထားရခြင်းမှာကြာမှာကျွန်တော်တို့တခြားတော်ပြီးကွာလို့ဘာအဖြစ်မညှက်တော့ဘူးဆိုပြီးတော့ကျွန်တော်အဲ့စပင်ကိုအတန်းနေပြန်အရှိပြန်ထားလာပါတော့ဒါတော့ဒုတိယကောင်းပါတော့ကျွန်တော်ဘယ်တော့တကောင်က9နှစ် တခုကောင်းလဲ9နှစ်10နှစ်လောက်ရှိပြီနော်9နှစ်သားလေးပေါ့9နှစ်သားလေးဒါတော့ပြောဖို့စီစဉ်ရှိတော့ပါเนาะ14နှစ်တောင်တားခဲ့ရဆိုတော့ကြာပြီပဲเนาะတော်တော်လေးထိမ့်သိမ့်နိုင်တယ်။ဒါစပင်းထိမ့်သိမ့်နေတွေပါရေအမြောက်ဝေးမလားစပင်းထိမ့်သိမ့်နေဟုတ်ပါတယ်ကျွန်တော်တို့အရင်တော့ကကျွန်တော်နိုင်ငံမှာเนาะအဲ့လိုမျိုးဒီစပင်းလဲမထုံးကောက်လေကျွန်တော်ဘယ်သူမှဒီစပင်းထားရလို့ဆိုတာမရှိဘူးဗျာမရှိတော့ကျွန်တော်တို့ဒီစပင်းကဘယ်လိုထားရမလဲဆိုတာမသိဘူးပြီးတော့ကျွန်တော်ပထမစပင်းဘာလို့ညှက်လိုက်လဲဆိုတော့အဲ့လိုမျိုးကြောင့်လဲပါတယ်ကျွန်တော်ပထမစပင်းထားတော့ ကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်စမင်းရှိလာကျွန်တော်စမင်းအဲ့လိုမျိုးဖြောင်းပြီးတော့အဲ့လိုမျိုးဟိုကောက်ကောက်မနေသူကကောက်နေပြီးတော့အဲ့လိုမျိုးကိုေးနေမှာလှုပ်လှုပ်ကောက်နေစပင်မျိုးပေါ့နော်အဲအဲ့တော့ကျွန်တော်စမင်းဖြောင်းလဲဖြောင်းနေတော့ဒီစမင်းလှုပ်ဖို့အရန်ခက်တယ်အဲ့တော့ကျွန်တော်အမှလှုပ်ပြရအကိုရှိရကျွန်တော်လှုပ်တယ်ဘယ်လိုလုပ်ရမလဲမသိဘူးဘယ်လိုထိန်းသိမ်းရမလဲမသိဘူးအဲ့တော့ကျွန်တော်ဘယ်လိုလုပ်ကြလဲဆိုတော့ကျွန်တော်ဒီစပင်ကိုလုံးလိုက်တယ်လုံးပြီးတော့ စူပါဂလူးနဲ့ကတ်လေဟမ်ကောင်းလို့စူပါဂလူးစူပါဂလူးနဲ့ကတ်တယ်ပြီးလွေလို့လက်တီတော်အမှတညလောက်ကျွန်တော်၃ရက်လောက်ရတယ်ဆပင်ဖြက်စီရတာပါဖြက်စီရကျွန်တော်တို့တည်တာဆိုတော့ဆပင်ပြက်စီသွားရင်ဒီဟာဖြစ်တယ်ပေါ့ဗျာသိလားကျွန်တော်တို့သိမလားစူးလေမှာကျွန်တော်အိတ်နယ်ဖဲရှိတယ်သူကလုံးဝအဲ့လိုလမ်းပြီးမှအိတ်နေတော့မှဒီစပင်းဖြစ်လာ။ရာသီမကျွန်တော်လမ်းမှာမအိတ်အဲ့လိုမရဘူး။ရာသီမအဲ့လိုမရဘူး။အဲ့လိုကျွန်တော်မှမရှိဘူးရာသီမလမ်းပြီးမှအိတ်တဲ့လူလောက်ပဲဒီစပင်းရှိနေတာဗျာ။အဲ့တော့ကျွန်တော်ဘာမှမသိဘူး။ကျွန်တော်လည်းမသိဘူးအဲ့အဲ့ရွယ်တော့ကျွန်တော်မသိဘူး။အဲ့တော့ စူပါဂနူးနဲ့ကြက်ရတယ်ဗျာစူပါဂနူးနဲ့ကြက်တယ်ကျွန်တော်ဒီစပယ်လောက်တာပထမတစ်ကောင်းတော့ဆိုရင်၃၃ရက်ကြာတယ်ဗောန၃ရက်လောက်ရတယ်လောက်ပြီးစူပါဂနူးနဲ့ကြက်တယ်ကြက်ပြီးတော့ကျွန်တော်ဘာမှလဲဆိုတော့ตายดิมี6หลักกองไม่ชนเนี่ยอ๋อจะสินปฐมกองน้องอ่ะล่ะติยากองปฐมกองจนไม่ติดไอ้เนี่ย2023รอบป่ะเนาะ2000เอ่อ2023ไอ้แล้วจนไม่ติดไม่ติดอ่ะ6หลักกองไม่ชนเนี่ยไม่ติดเลยเปียจนแล้วไม่ติดจริงๆไม่ติดอ่ะจนแล้วไม่ชอบไม่ชอบ6หลักดําแม้เปียจนจนอะเห็นเนี่ยไอ้เหมียว ခေါင်းမလျှော်နဲ့နံပါဗျာတကယ်မကျစ်စရိနဲ့အပြင်ကျွန်တော်ကလည်းချွေးအရန်ထွက်တဲ့လူမျိုးဆိုတော့ကျွန်တော်အမှလုံးဝချင်းမြရေမွေးတွေဆက်တယ်ခေါင်းတွေဆက်တယ်အပြင်တကယ်ချင်းလက်နိုင်ငယ်လက်နိုင်ငယ်လက်နဲ့တာကြီးနံလာလည်းဒါရိုက်ဖိုင်နေ။ Okay ။အဲကျွန်တော်6လအတိတွေပဲတော့ကျွန်တော်ခေါင်းလျှော်ခဲ့ရပါဗျာ။အဲ့လိုမျိုးကျွန်တော်အဲ့တော့ကတော့တကယ်ချင်းနေမသိခဲ့ရှာ။မသိဘူး။မသိကြဘူး။အခုကအဲ့ဒါကျွန်တော်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 ပေါင်ကျွန်တော်လန်ထောင်းလိုက်တာ။ဒါမှမဟုတ်ပါဘူး။ဒါကတော့ကျွန်တော်တို့အရင်တော့ကျွန်တော်တကယ်လည်းကျွန်တော်ကိုယ်တိုင်လည်းမသိခဲ့ဘူးပေါ့နော်။အဲ့တော့ကျွန်တော်ဒီဒီဒီအစီအစဉ်မှာကြည့်နေတယ်လူလေဒီ7နဲ့ပတ်သက်ပြီးသိချင် ိကျင်သိကျင်လိမ့်မယ်เนาะအဲ့ဒါကျွန်တော်ညစိတ်ဝင်စားကြအောင်เนาะဒီဘက်ကရင် fashion ပြည်ရမို့ဒီဘက်ပါလေပြည်เนาะဒါနဲ့ထက်ပယ်ကြတော့ရောဒီလိုမျိုးကုမှုရှိလိုမျိုးသပင်းထားတာမျိုးမဟုတ်ပဲねเนาะဒီလိုမျိုး accessory လေးတွေဝတ်ရတာကြိုက်တဲ့ပုံပေါ်เนาะဟုတ်ကဲ့ဒါတော့ထက်ပယ်ရောဒီကိုဝတ်တဲ့ဒီ accessory လေးတွေကဒါကိုကြိုက်တဲ့ဂီတပုံစံနဲ့ဆက်ဆက်လာဘယ်လိုမျိုးဂီတပုံစံမျိုးကြိုက်လဲပြောပြပြပါအမ်ဂီတပုံစံလို့ပြောလို့ရှိရင်တော့ကျွန်တော်ကတော့လေဂီတနဲ့ပတ်သက်လို့ရှိရင်တော့အာ တခြင်းပေါင်းစုံနားထောင်နေဆိုပေမဲ့လည်းကျွန်တော်ငယ်ရတော့ကကျွန်တော်တို့ကဖျားเจ้ามาဆိုလာတယ်เนาะဖျားเจ้ามาဆိုလာ chess มาဆိုလာတော့ကျွန်တော်အရင်ကြိုက်တာတော့ကျွန်တော် opera ကြိုက်တယ်အော်ကျွန်တော် choir ဆိုတာထက်ကျွန်တော် opera ပေါ့เนาะ opera ဖြစ်သွားတာပြလို့ရှိရင်ကျွန်တော်တို့ဒီအာကျွန်တော်တို့တယောက်တည်းဆိုပြီးတော့ကျွန်တော်အဲ့လိုတယောက်တည်းနေပြီးတော့ opera လို့လဲဝါဆိုဆိုတာအရင်သဘောကျတယ်ကြာရင်ငယ်တော့ကအရင်သဘောကျတယ်ဒါပေမဲ့လို့အာဒီ fashion နဲ့ပတ်သက်တာဆိုတော့ကျွန်တော်တို့ကတော့ဟိုဟို ဖះเจ้ามาตัดไปဆိုတော့กระเดกว่าဖះเจ้าဘယ်လို wood อ่ะမလဲဆိုတာရှိတယ်လေเนาะဘယ်လို wood อ่ะဆိုတာแท้ดูยินเจเจဆိုတာရှိတယ်ဆိုတော့နောက်ပိုင်းကျမှာကျွန်တော်ဂီတာเนี่ยပတ်သက်ပြီးတော့ကျွန်တော်လေ့လာရတဲ့အချိန်မှာကျွန်တော်ရှောက်လာတဲ့အချိန်မှာကျတော့ဩအာကျွန်တော်ကြိုက်တဲ့ fashion တွေဆိုတာကဒီလိုရှိတယ်ပေါ့เนาะကျွန်တော်ဆိုတဲ့တခြင်းတော်မှာကျွန်တော်လည်းဟို တင်စရာဆိုတော့ထက်မြင်စရာတွေပေါ့ကျွန်တော်တို့ကရွာရပဲဆိုတော့လေနော်အဲလိုင်းပေါ်မှာကြည့်တယ်ဗားတွေကြည့်တယ်ပြီးတော့အော်သူတို့မြင်စရာတွေသူတို့ fashion ဖြစ်အောင်လို့ပြောင်းလဲလာတယ်ပေါ့လေဆိုတော့အဓိကကဟိုအယောင်ဆက်တွေကစပေါ့လေဝတ်စားစင်မှုတွေကစဆိုရင်းငယ်ကလေးကဒါလည်းဟိုပြောရလို့ရှင်ကို ဘဘရဲ့ကျေးဇူးကြောက်လည်းပါတယ်ဆိုတော့သူငယ်ငယ်ကလေးကဘယ်လိုဝတ်မလဲဘယ်လိုအာဒါဆိုရင်ဒီ show ပွဲမှာသူဘယ်လိုဆိုအာငယ်ငယ်ကလေးက trainer ဆိုတော့ငယ်ငယ်ကလေးကဒီလိုဖြားချောင်းတက်ဒါကစားဖားရောင်လေးဘယ်လိုဝတ်လိုက်အာဆိုရင်အဲ့လိုမျိုးပုံစံပေါ့အတုပဆိုအတုပပုံစံပေါ့ဟိုအတုပဆိုမှဆိုအတုပပုံစံဟိုမင်္ဂလာဆိုဆိုမင်္ဂလာဆိုလိုက်ပြပုံစံပေါ့အဲ့ကလေးကပတ်သက်ပြီးတော့မှလေ fashion နဲ့ပတ်သက်ပြီးတော့ပေါ့ဟို တိထားပို့ပို့ပြီးတော့တိထားမိတယ်ပို့ပြီးတော့မှလည်းလှုပ်ဆောင်မိတယ်အရာပေါ့ဟုတ်ငငယ်ကလေးကအဲ့ဆိုရင်ဒီဖြီးလာလိုက်စားပြီးတော့လေးလာလိုက်စားလာတယောက်ဆိုတော့တယောက်ကလည်းဒါ reggae ဂီတကိုယူသက်တယ်တယောက်ကလည်းအခုဆိုရင်ဒါအခုကတော့ဒါ pop တချင်းနေဆိုရဲဆိုပေမဲ့ opera ကိုစပြီးတော့နှစ်သက်တာလို့ပြောရပါတော့တကယ်ကိုဂီတထူးထူးဆန်းဆန်းရှာရှာပပကြီးကိုနှစ်သက်တာပေါ့နော် အဲ့ဆိုတကယ်ဟိုအတန်ပါရမီရင်းပြပန်ရင်အများကြီးဝတ်ထားရရှိမယ်။ Okay အဒီနေ့ဒီနေ့ကြာကြာဒီနေ့ဖော်ထုတ်မှာပေါ့နော်။ Okay okay အာဒါဆိုရှင်ကုမရှိရာဒီစပင်းအောင်ထားတာမှာ14နှစ်တောင်ရှိပြီဆိုတော့ reggae ဂီတနဲ့တော်တော်ကြီးကိုထိတွေ့ခဲ့ကြာပြီပေါ့နော်။ဒါပေမဲ့မြန်မာလူမျိုးတွေမှာဒီ reggae ဂီတကတအားခင်မစားခဲ့ဘူးတမအဲ့ဆိုတော့ fan base တွေပါအများကြီးရှိခဲ့ပေါ့နော်ဒီဂီတာကိုယူသွတ်တယ်ဆိုတာသူ့ရဲ့အဲဘဝ lifestyle နဲ့လည်းပတ်သက်တရားဆိုတော့လေမူရှိရောဒီ reggae ယဉ်ကျေးမှု reggae culture ဂီတာတွေကိုဘလို့စပြီးတော့ရှာဖွေတွေ့ရှိသွားတာလဲအာအဲ reggae ဂီတာကိုကျွန်တော်ဘလို့ရှာဖွေတွေ့ရှိရောကျွန်တော်နိုင်ငံမှာလည်းအဲ့လိုမျိုးမသိကြဘူးလေဘယ်သူမှမသိကြဘူးကျွန်တော်ဘလို့ရှာဖွေတွေ့ရှိပါလဲဆိုတော့ကျွန်တော်ထင်တာတော့ကျွန်တော်ငငယ်တော့ပါဗောနော်အဲငငယ်တုန်းကကျွန်တော်အဖေကကက်ဆက်လေးဝယ်ထားတယ်ပေါ့နော်ကက်ဆက်လေးကျွန်တော်ကက်ဆက်ခစ်ပေါ့နော်ကက်ဆက်ခစ်မှာသူက သူကြောက်ပြရတဲ့ချင်းနားထောင်တယ်ဗျာပြီးတော့ကျွန်တော်တို့အဲ့ကက်ဆက်မှာဟို equalizer လေးပါတယ်အဲ့ equalizer လေးကအဲ့ bass down တင်လို့ရတယ်ဗောနော် bass down တင်လာလို့ရတယ်အဲ့တော့ကျွန်တော်ပြေနားထောင်တယ်သူအခွေခွေဝယ်လာကျွန်တော်မှတ်မိတယ်ဘေးဖုတ်လေးအမင်းအောင်ဟာလေးနဲ့အမင်းအောင်ကျွန်တော်ရအောင်မှတ်မိတယ်အဲ့တောင်းတင်မှာအမင်းအောင်လေးပြီးတော့အဲ့ကက်ဆက်ကိုငင်းဖွင့်တယ်ဖွင့်တဲ့ထင်မှာအဲ့ထင်မှာ regain ချင်းတစ်ပုတ်ပါတယ်အဲ့ဒီချင်းမှာသူက bass ကကျေရတော့ကျွန်တော်အဲ့တီးလုံးလေးလှုပ်နေအောင်ကျွန်တော်မသိစိတ်ကဗောနော်ကျွန်တော်အခုမှပြန်ပြီးစဉ်းစားကြည့်ရချင်းမှာကျွန်တော်အဲ့တောင်းကမသိစိတ်ကကျွန်တော် ကြိုက်နေရပါဘောနော်အဲ့ဒီချင်းကျွန်တော်ဓာတ်ရှောင်းလိုက်ဆိုပဲငငယ်တော့အတင်းပါအဲ့ညာလေးအခွေလေးကိုဘာလဲဘောပင်လေးနဲ့အဲဘောပင်လေးနဲ့လဲတယ်လဲပြီးလို့ရှိရင်မှဖွင့်တယ်အဲ့ညာလေးတော့နှတ်ထောင်တယ်ကျွန်တော်မှတ်တော့မမိတယ်ဘယ်လုံးလေးကဘယ်နားလောက်ဆိုဝင်လို့ရတယ်အဲ့လိုကျွန်တော်လဲလိုက်တယ်လဲပြီးကျွန်တော်နှတ်ထောင်တယ်အဲ့ဟာနှတ်ထောင်လိုက်ဆိုတယ်ပြီးတော့ကျွန်တော်နည်းနည်းကြီးလာတော့ကျွန်တော်တို့မှကျွန်တော်ခရီးရန်လေးခရီးရန်တိုင်းဝိုင်းဆိုတော့ကျွန်တော်တို့မှ cosplay song နေရှိရယ် cosplay song နေမှာကျွန်တော်တို့ကျွန်တော်အကိုကိုဖိုးကွာပေါ့နော်ကိုဖိုးကွာဆိုတော့ cosplay song နေမှာသူ အမြဲတမ်းတပုတ်စီပါတယ်ဂျူကိုဂျူရဲ့ဖြစ်ဖြစ်အဲ့လိုမျိုးတယောက်တည်းဖြစ်ဖြစ်အမြဲတမ်းတပုတ်စီပါတယ်ကျွန်တော်အဲ့ဒီချင်းလာကျွန်တော်ပြော့တယ်ဒီမှာဂူပရီကီတို့သူတို့လည်းဆိုကြတယ်မလားအဲ့လိုမျိုးဆိုရတယ်ဆိုရင်ကျွန်တော်ပြော့တယ်ဒါကြောင့်အဲ့ချင်းကိုရမ်းကြိုက်တယ်အဲ့နေရာကိုကျွန်တော်တော်တော်ကြောက်ကြောက်နားထောင်လာတယ်မှာကျွန်တော်ပြီးရင်တခုကကျွန်တော်အဖေကအိမ်ပြန်လာလို့ရှိရင်အဲ့လိုမျိုးဖျားချင်းဖွင့်တာမကြိုက်တာအာဖျားချင်းဖွင့်ကျွန်တော်ဖျားချင်းဖွင့်မယ်ကျွန်တော်ရုပ်ရှင်ကြီးနေကြောသွားပြန်မှာအညာအဲ့ဒါပြောရင်ခဲ့အဲ့လိုမျိုးပါလားအဲ့ဒါကျွန်တော်အဲ့အဲ့ထဲကအဲ့ကိုဖူးကချင်းနေနားထောင်ပြတယ်အဲ့လိုရကီးကိုမသိမသာကြိုက်နေတာပေါ့နော် ဒါပေမဲ့ကျွန်တော်အရင်တော့ကျွန်တော်ဖြစ်တရားဟိုအရင်တော့ကျွန်တော် copy copy ပဲနှာထောင်ရလीနှာထောင်ရတော့ကျွန်တော်အရင်တော့အဲ့ cassette ပြီးတော့ CD ပေါ့နော် CD တွေ CD ရောက်လာတော့ကျွန်တော်အရင်တော့အဲ English ရှင်းနေပေါ့နော် copy sound တွေပါပဲသူတို့ဟာကျွန်တော်ကြားရတယ်တဖြည်းဖြည်းနှာထောင်လာတယ်ပေါ့နော်နှာထောင်လာပြီးတော့ကျွန်တော်နောက်ပိုင်းနည်းနည်းခစ်တွေပြောင်းလဲလာအချိန်မှာကျွန်တော် rock ပြီးတော့ rap တွေနောက်ဆုံးကျွန်တော် metal တို့အဲ့လို punk တို့ပါပဲကွာနားထောင်ရတယ်ကျွန်တော်ကိုရီးယားအဲ့လို အင်ဂျင်နီယာချင်းကိုပဲရှင်သူကနားထောင်လာကျွန်တော်လည်းနားထောင်လာပျက်တင်မှာကျွန်တော်မသိဘူးလေဗျာကြိုက်လေတော့မသိဒါပေမဲ့သူဖွင့်နေချင်းအကုန်လိုက်ဆိုတာကျွန်တော်မသိဘူးဘာမှမသိကျွန်တော်လိုက်ဆိုပြီးတော့ဒါပေမဲ့ကျွန်တော်မသိစီတရားကျွန်တော်ရဂီတော့ကျွန်တော်ကြိုက်နေလို့ကျွန်တော်ထင်ပြီးတယ်မဟုတ်အခုမှပေါ့နော်အဲဒါကျွန်တော်ကြီးအဲတက်ကတူတက်လက်တက်ဟောအဲတက်ကတူတက်တဲ့အချိန်မှာကျွန်တော်တကယ်ချင်းကကျွန်တော်အဲ့ဘော့မလေးသရှင်လေးတို့လေးဖွင့်ပြတယ်အဲ့ချိန်မှာကျွန်တော်ပြီးသွားတာအာအဲ့ချိန်ရောက်တော့မှအော်ဒီသရှင်ကငါကြိုက်နေတဲ့ဥစ္စာဘာဖြစ်လို့လဲဆိုတော့ရဂီကအဲ သူ့ရဲ့ကျွန်တော်ငယ်တော့တည်ရဲ့ဥစ္စာနဲ့ဆိုရင်သူ့ရဲ့ base ပေါ့နော်သူ့ရဲ့ base တို့ drum တို့ကအရန်ဥစားပေးတာအရန်ဥစားပေးတာပြီးတော့နောက်ပိုင်းကျွန်တော်ကြိုက်လာတယ်ကြိုက်လာတဲ့အချိန်မှာကျွန်တော်လိလာတယ်ပေါ့နော်လိလာတဲ့အချိန်မှာသူ့ဟာ music တခုပဲမဟုတ်နေဘူးအဲ့ music ထဲမှာ तू ကဒီ music ကိုအသုံးချပြီးတော့ကျွန်တော်တို့အလူသားပတ်ဝန်းကျင်ထဲမှာဖြစ်နေတဲ့ဥစ္စာကို तू က message ပေးတာအဲ့ message ပဲထည့်ပေးနေတာဗျာအဲ့တော့ကျွန်တော်ကပြီးတော့အဲ့အချိန်တော့ကျွန်တော်ចောင်းတက်နေတာဟို social media နဲ့ចောင်းတက်နေတာ social media နဲ့ចောင်းတက်နေတာဒီလူသားနဲ့သက်ဆိုင်တဲ့ဥစ္စာတွေကျွန်တော်တို့ ပတ်ဝန်းကျင်နဲ့ဆက်ဆိုင်တဲ့ဥစ္စာကိုကျွန်တော်လေ့လာနေရလေ့လာနေရတဲ့အချိန်မှာကျွန်တော်ဒီဒီ music ကကျွန်တော်စီရောက်လာတယ်အဲ့အချိန်မှာကျွန်တော်လေ့လာနေရတဲ့ဥစ္စာနဲ့ music နဲ့တွဲသွားတွဲသွားပြီးတော့ကျွန်တော်အော်အကျွင်းဖြစ်သွားတယ်အမှကျွန်တော်လုံးဝအော် okay ဒါငါကြိုက်တဲ့ music ပဲဖြစ်သွားပြီဆိုပြီးတော့အဲ့ကနေစပြီးတော့ကျွန်တော်လုံးဝဘယ်ဘယ် music ကိုမှကျွန်တော်နားမထောင်တော့ဥမာလက်ဖိတိုင်းကိုကောင်းမှဖွင့်တာထားလိုက်ကျွန်တော်နားရထည့်ပြီးကိုယ်တိုင်းနားရထည့်ပြီးဖွင့်ပြီးဆိုလို့ရှိရင် reggae စနစ်နဲ့ reggae စနစ်ပဲဖြစ်သွားတယ်အဲအဲ့လိုမျိုးဖြစ်လာပါတော့ ဒါဟုတ်ငယ်ငယ်ကလေးတွေကပေါ့နော်လူမှုပညာပိုးကပါလာတာပေါ့နော်ဒါအထက်ပဲဆိုရင်လည်းငယ်ငယ်လေးတွေအတန်ကောင်းတယ်နော်အဲ့တပည့်ဒီကြားပါတာနဲ့တချင်းဆိုတာဒီကလေးလေးတော့ ਆ လေတချင်းဆိုတာရဲ့ဗီဒီယိုလေးတွေတွေ့လိုက်တယ်ပေါ့ ဒီတော့ဟိုငငယ်လေးတွေကဒီလိုမျိုးဝါသနာပါခဲ့တာဗောနော်အဲ့ဆိုတော့အဲ့ဒီအကြောင်းကိုလည်းပြောပြပေးပါအောင်ပြီးတော့ဒီမူရှိနဲ့ထဲပဲနေအောင်စလုံးပါလေကိုပိုင်ဂီတတွေအာလောက်တာမျိုးတွေ့ရနော်အာဒီဘာကြောင့်ကိုပိုင်ဂီတတွေလောက်ဖြစ်တာလဲအဲ့ဒါကိုလည်းပြောပြပေးကြပါအောင်อืมကိုပိုင်ဂီတလို့ပြောရအောင်ကျွန်တော်တို့တွေကမွေးကလေးမှာ ခုမှကကွန်မရှယ်ဆိုကွန်မရှယ်ရဲ့ဖျားပေးတဲ့ blessing ဆိုတာရှိရယ်နော်ဒါဒါ blessing ရှိထားပြီးသားကျွန်တော်တို့ဆိုရင်လည်းဖျားပေးတဲ့ blessing ဆိုတာရှိတယ်ဆိုတော့အဲ့ကနေပြမကျွန်တော်ကဘာလုပ်လဲဆိုတော့ကိုယ့်ကိုယ်ကိုတိလာတာပေါ့လေကိုယ်ဘာကြိုက်လဲဘာနဲ့တက်လဲဆိုတဲ့ဟာကိုပဲအဲ့ဒီ blessing ကိုကျွန်တော်တို့ကပုံပြမပုံပြဟို policy တင်ရတာပေါ့လေနော်ဆိုတော့အဲ့မှာစပါကျွန်တော်စာငယ်ငယ်တုန်းကဟိုတချင်းစားဆိုတော့ကတော့ဒါတာမန်တော့ sense ကိုမချင်းဆိုတယ်ပေါ့အဲ့လိုမျိုးပုံစံမျိုးပဲကိုယ့်ကိုယ်စဉ်းစားထားမိတယ်အဲ့အဲ့ဒီဟိုနာပြောတဲ့ဒီကဲပါတာနဲ့ဖရမောက်ဆုံးဆိုတဲ့အချိန်မှာကျွန်တော်တို့က နမရကျွန်တော်ညီမလေးနဲ့ကျွန်တော်ဆိုတာဒီမှာကျွန်တော်အဲ့လုံကကျွန်တော်ကဟိုနာပြောတယ်လေကျွန်တော်ဝါသနာပါရိုင်းရေရုပ်ကမန္တန်ပြောရင်ကျွန်တော်ပကြီရန်ဆွဲချင်တာပေါ့နော်ပကြီပညာရှင်တယောက်ဖြစ်ချင်တယ်အာပြီးတော့ကျွန်တော်က အပေါ်တိုမော်လတောင်အရင်ဖြစ်ချင်တာငငယ်ကလေးရွတ်တတ်တာပေါ့ဒါမှမဟုတ်ဒါလုံးဝဖြစ်နိုင်တဲ့အတိုင်းဝိုင်းတစ်ခုဖြစ်တယ်ဟိုဒါဘာဖြစ်လဲဆိုကျွန်တော်တို့ကဟိုကျွန်တော်တို့ရွာမှာဟိုမော်ဒယ်ရှူးရှောက်မယ်ဆိုရင်လည်းအဲ့လိုမျိုးဖက်ရှင်ချက်ကြောက်ဖို့မယ်ဆိုရင်ဒါတွေကအပေါ်လောက်တာပါပေါ့ကွာတယ်မလားအဲ့လိုမျိုးဟုတ်ကဟုတ်လို့လာပေါ့အဲ့လိုမျိုးအဲ့လိုပုံစံဖြစ်တာပေါ့ဒါမှမဟုတ်အဲ့ဒီမှာအဲ့ဒီတခြင်းမှာစဆုံမယ်ကျွန်တော်ကဘာပါလဲဆိုရဲအဲ့တခြင်းဆိုရမယ်ပေါ့နော်ဆိုရဲအဲ့ဒီအဲ့ဒီ အဲ့ဒီဗီဒီယိုဖိုင်ကြံကြည့်လို့ရအောင်ဆိုတော့အတောက်လိုက်ပဲလေ။ဟိုကလေးလေးလေးဆိုတော့ဟိုစတူဒီယိုဟိုဒီတိုင်းပြန်มาဆိုရတာထဲเนาะစတူဒီယိုမှာဆိုရဲ pressure ဘယ်လောက်ထိမိလဲဆိုတာသိရလေเนาะဆိုအဲ့ဒီကလေးကဆိုတော့နှစ်ချက်ရည်တလို့တတ်ထားတယ်ပြီးတော့စစ်ချက်လည်းမှန်အောင်လဲဆိုထံပိုလည်းမှန်အောင်ဆိုရတယ်အဲ့တော့ကျွန်တော်တက် maybe 9နှစ်ဆက်နေပဲရှိသေးလေเนาะ9နှစ်ဆက်နေပဲဆိုတော့စတူဒီယိုဝင်တဲ့ချိန်ကျတော့တော်တော်လေးကို pressure မိတလို့ကင်မရာကိုအဲ့လိုမျိုးချိန်ထားတော့မှတော်တော်လေးကိုဟိုဟာဖြစ်တာလေเนาะဆိုတော့အဲ့ဒါအတောက်လိုက်ချင်တယ်ဗောဒါပေမဲ့ဩကိုယ့်ကိုအဲ့ဒီငယ်ငယ်ကလေးကဟိုပိုးဖြစ်သွားတာဗောနော် practice ဖြစ်သွားတာဗောနော်ဆိုတော့အဲ့ ကလေးကလည်းပိုးဝင်သွားတယ်အဲ့ကလေးကအခုချိန်ထိအဲ့ဒီပိုးကထုတ်လို့မရတော့ပေါ့ကိုမျိုးရှိရဒီကိုပိုင်တန်စင်နေလုတ်ဖြစ်တာပေါ့နည်းပြပြပြပါအော်ကျွန်တော်အခုနကဘာလဲပြန်ဆက်လိုက်လို့ရှိရင်ကျွန်တော်အဲ့2000ဆက်နေလောက်မှာကျွန်တော်အဲ့ရကီးကိုကျွန်တော်ရှာဖွေတွေ့ရှိပါမယ်ကျွန်တော်ရှာဖွေတွေ့ရှိပါတယ်ကျွန်တော်အဲ့ဟာကိုမိပါတယ်မိသွားတဲ့အချိန်မှာကျွန်တော်တို့မှာကျွန်တော်မှာကြောင်းတက်နေတငယ်ချင်းရှိတယ်ဗောနတငယ်ချင်းအများကြီးပဲဒါပေမဲ့တငယ်ချင်းကျွန်တော်အဲစိတ်တူကိုတူတငယ်ချင်း၃ယောက်ရှိတယ်ဗောနကျွန်တော်ကြောင်းတခန်းနေမှာပဲကျွန်တော်က เจ้ามาจนเราสามไม่ลงทีไหนเผื่ออ่ะน้องนะสุดนะสุดแดกก่อนดิดูเวดูเวนะสุดแดกอ่ะเดี๋ยวล่ะเออจนหาดาทุกเนี่ยไอ้เหมียวเอ่อมีคนเนี่ยไม่ทันอ่ะจนหาดาทุกอ่ะไอ้มาเสี่ยมาไอ้ไอ้ไอ้ตะคอกตรงอ่ะเสี่ยมาสะตินน่ะยังจ๋านี่ยังจ๋านี่อันเนี่ยลงอ่ะเสี่ยมานอกสงมีคนตูซะไม่ได้อ่ะนะตาเอ่อโหคลีโดบาเมียอ่ะอดันตาดิบาเมียเสียชื่อเลยป่ะเสี่ยมาหลอ ထမင်းစားပြီလားကျွန်တော်ဘိုက်စားတယ်ကျွန်တော်ဘိုက်စားအဲ့မြေကမကြီးကကိုလည်းဘိုက်စားရမှာလားအဲ့ဒီကကျွန်တော်အဲ့လိုနောက်ဆုံးတန်းအဲ့လိုစိုးရဲဖို့ရပါဒါပေမဲ့အဲ့လိုမျိုးပါကျွန်တော်ပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ခုနမြေကုန်းနဲ့ဆိုလို့ရှိရင်ကျွန်တော် regulation ဘယ်လိုဆက်လုပ်ဖြစ်လဲဆိုတော့ကျွန်တော်အဲ့ဒီတန်းလေကျွန်တော်တို့ presentation တွေကျွန်တော်အမြဲလောက်အကြောင်းကျွန်တော် presentation လောက်ပါတယ်လောက်ပါတယ်ဆိုတော့ကျွန်တော်တို့ presentation မဘာလို့လဲဆိုတော့တိုက်ချင်းရေးမယ်โอเคကျွန်တော်အင်္ဂလိပ်စာ presentation ပြဗာမဆိုင်ဘူးသိရမလားအင်္ဂလိပ်စာ presentation ကိုကျွန်တော်ဘာလို့လဲဆိုတော့ reggae နဲ့သက်ဆိုင်တဲ့ဥစ္စာကိုကျွန်တော် powerpoint ပြင်လိုက်တယ်ပြီးတော့ reggae ချင်းတပုတ်ကြီးလည်းကျွန်တော် presentation လုပ်လိုက်အဲ့လိုပြီးကျွန်တော်တခုခုဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်အမှကျွန်တော်တငငချင်းပြီးပေါင်းပြီပါတော့ပေါင်းပြီပါတော့ okay ဘာလုပ်ကြမလဲကျွန်တော်တဖွဲ့တယ်ပဲအဲ့300ရလဲဘာမှမသိတဖွဲ့တယ်ပဲသွားဖြစ်နေတဖွဲ့သွားပြီးကျွန်တော်300အမှအဲတယောက်တည်းတယောက်ဆိုရဲကျွန်တော်ညဆိုရဲပေါ့နော်ဆိုရဲကျွန်တော်အဲ့အကြောင်း presentation လုပ်တယ်အဲ့တည်းကနေစပြီးတော့ကျွန်တော်ပြီးတော့အကြောင်းမှလည်းကျွန်တော်တို့အဲ့တချင်းရေးဖို့ပေါ့နော်တချင်းလုပ်ဖို့ဟို sound competition တွေအများကြီးလုပ်ပြီးရေပေါ့နော်အဲ့သူတို့ program ကသူတို့အဲ့လုတ်တဲ့ဟာပါတယ်ဗောနော်အဲ့တော့ sound competition လုတ်တိုင်းကျွန်တော်ရဲ့ကျွန်တော်တကယ်ချင်း300ရကျွန်တော်300ပေါင်းပြီးတော့အမှားငါတို့ regulation ပဲရေးကြတယ်ပြီးတော့ကျွန်တော်တို့တက်နေ major ကလည်း social media ဗောနော် social media ဖြစ်နေတယ်ပြီးတော့အဲ့ခေတ်တုန်းကကျွန်တော်တို့အဲ့လိုမျိုးအဲကျွန်တော်ပြင်းပြင်းနေမှာနော်စစ်တွေဖြစ်နေကြတယ်ကျွန်တော်တို့ research လုပ်ခိုင်းတာအဲ့မှာမြန်မာနိုင်ငံမှာရှိနေတဲ့ pre pre ပကတစ်ခုကို presentation လုပ်ရမယ်ဆိုတဲ့ဥစ္စာမျိုးဖြစ်သွားတယ်ဖြစ်တော့ကျွန်တော်တို့အဲ့မှာအဲ့ကနေစပြီးတော့ကျွန်တော်တို့ကြည့်လိုက်တော့ အဲ့စစ်ဖြစ်နေနေရရှိတယ်ဗျာဒါပေမဲ့ကျွန်တော်ပြီးမှမှာ AC ပဲတင်မှာဒါပေမဲ့သူအဲ့နေတခုမှာစစ်ဖြစ်နေနေတခုမှာစစ်ဖြစ်နေကျွန်တော်တီးပြီးတော့အဲ့ကနေစားပြီးတော့ကျွန်တော်အဲ့အဲ့ဖြစ်နေတဲ့အကြောင်းကိုပတ်သက်ပြီးတော့မနော်ကျွန်တော်ဘယ်သူတွေခန်းစားနေရလဲဘာကြီးခန်းစားနေရလဲကျွန်တော်တို့အဲတင်နေရတဲ့ social media ကြောင့်ねကျွန်တော်တို့ကြိုက်နေပြီးစစ်နေကျွန်တော်ပေါင်းပြီးတော့နှစ်ခုပေါင်းပြီးတော့ကျွန်တော်အဲ့အဲ့ကနေစားပြီးတချင်းတွေလှုပ်ဖြစ်လာမှာနော်လှုပ်ဖြစ်လာပြီးတော့ကျွန်တော်တပြေးပြေးနဲ့အဲ၄နှစ်တောင်တက်ရတာဗျာကျောင်း၄နှစ်တောင်ဆိုတော့ကျွန်တော်အမြင်တွေ့ပြတယ်ကျွန်တော်အဲ့ဒါအဲ့ကနေဆက်ပြီးတော့ကျွန်တော်လှုပ်ချင်တဲ့ဥစ္စာလိုမျိုးဖြစ်ဆိုပြီးတော့ကျွန်တော်ဆက်ပြီးတော့ တချင်စာရင်းဖြစ်လာတာပေါ့ဆိုတော့နှစ်ယောက်စလုံးတွေ့တာကောင်းတဲ့ blessing တကူကလေဟိုကိုပါကြိုက်လဲကိုပါလုတ်ချင်လဲဆိုတော့ငငယ်ကလေးကလည်းထိတွေ့ခွင့်ရလိုက်တယ်ပြီးတော့ကိုကိုလည်းတိသွားတယ်ကွာဒီမှာဒီဂီတကိုကြိုက်တယ်ဒါလုတ်ချင်တယ်ဆိုတာမျိုးပေါ့အဲဆိုတက္ကသိုလ်ရေတွေကတချင်းကြီးကိုယ်တိုင်ရေးတာပေါ့နော်ဟုတ်ဟုတ်ဆိုတော့အခုလက်ရှိမှာအခုဒါဘီဘရောက်လာတဲ့အချိန်မှာရောအဲမူရှင်းနေနေကဘလို့တချင်းနေဆက်ရေးပြလဲအခုကတော့ဒါတိုင်းပြရတာစစ်မီးကမငိမ့်သေးဘူးပေါ့နော်အဲ့လိုဆိုတော့ဒီငိမ့်ချင်းနဲ့ပတ်သက်တဲ့တချင်းကြီးအခုလက်ရှိလုတ်နေရရောရှိလား ဲကျွန်တော်အဲဘယ်လိုလုပ်ဖြစ်လဲဆိုတော့ကျွန်တော်တို့တချင်းနေရအများကြီးလုပ်ထားတာဗျအများကြီးလုပ်ထားတယ်ကျွန်တော်အရင်တည်းကပေါ့နော်အဲ့လိုမျိုးပြည်တွင်းစစ်တေဖြစ်နေတဲ့အကြောင်းတွေကျွန်တော်လုပ်တယ်ပြီးတော့နိုင်ငံမှာငင်းငင်းလိုတဲ့အကြောင်းတွေကျွန်တော်လုပ်ထားတယ်ဒါပေမဲ့တခုကကျွန်တော်လုပ်ပြီးတော့တိတ်မကြောက်ဘူးကျွန်တော်ကိုဗစ်ဖြစ်တဲ့အာနာသိမ့်တယ်အာနာသိမ့်တော့ကျွန်တော်တို့တချင်းနေရအဲရေဂီဖြစ်တဲ့အတိုင်းကျွန်တော်တို့ကအဲကျွန်တော်ရဲ့အစိုးရကျွန်တော်ဝေးဖန်ပါ ဘာပဲဖြစ်ဖြစ်ကျွန်တော်ဝေဖန်မှာဝေဖန်မယ်ဆိုတော့ကျွန်တော်ကောင်းတဲ့ဘက်อ่ะဗောနော်ဒါတွေလိုအပ်နေဒါတွေလိုအပ်နေကျွန်တော်ကျွန်တော်တချင်းတွေကနေတဆင့်ကျွန်တော်လူတွေကိုတည်ပြခြင်းနဲ့အတွက်ကြောင့်မို့ကျွန်တော်တချင်းတွေမှာတော်တော်များများ message ပေးလာတယ်အဲဟိုကျွန်တော်ဟိုရဂေးပုံစံဆိုရင် Babylon system ဗောနော်အဲ့ system ကြီးကိုကျွန်တော်ကအမြဲတမ်းပြောပြောပြောနေရတယ်ကွာဒီဟာကမဟုတ်နေဘူးဗျာကျွန်တော်မှားနေကျွန်တော်အခွင့်အရေးမရနေဘူးအဲ့တော့ကျွန်တော်အဲ့တချင်းတွေကိုပတ်သက်ပြီးကျွန်တော်ဟိုအရင်တည်းကကျွန်တော်ရေးလာဗောနော်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်အဲ့တချင်းတွေကို producer ပို့ကြတော့ကျွန်တော်ရဲ့လုံပြွင့်ရှိတယ် ကျွန်တော်တို့အခုချိန်နေဆိုပို့ဆိုရဲ့ဗျာကျွန်တော်တို့အခုအရင်တော့ကလည်းကျွန်တော်တို့လှုပ်ဖို့အချိန်မှာကျွန်တော်တို့ကလုံခြုံရေးမရှိဘူးအဲ့တုန်းကတော့အဲ့တုန်းကကျွန်တော်ចောင်းသားဘွားတော့ကျွန်တော်တို့ဟိုငွေကြီးပေါ့နော်အဲ့အဲ့တော့ငွေကြီးမရှိဘူးဒီဘက်အခုအခုအခုချိန်နေပြန်တော့လေကျွန်တော်တို့အဲ့တရှင်းနေလှုပ်ဖို့ကြတော့ကျွန်တော်တို့မှလုံခြုံမှုမရှိတော့လုံခြုံမှုရှိလို့ဆိုတာဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကအခုကဒီဘက်မှာရှိတယ်တချို့လူတွေကြတော့ကျွန်တော်တို့အတူလုံနေတဲ့လူတွေကြတော့နိုင်ငံထဲမှာရှိတယ်နိုင်ငံထဲမှာရှိတော့ဥမာကျွန်တော်တို့ဒီဘက်မှာလှုပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့အတွက်လုံခြုံရေးရ အဲအနေရရှိနိုင်ပါတော့အဲအဲဆက်ထက်နေစနာကျွန်တော်တို့ငါကဒီမှာမင်းတို့အေးဆေးဆိုအဲ့လိုမျိုးတော့လို့မရဘူးကျွန်တော်တို့ကျွန်တော်တဖွဲ့လဲဆိုတော့ကျွန်တော်တို့ကိုလှုပ်ချင်တော့မှတင်မှာငါတို့ဘလိုပုံစံမျိုးနဲ့လှုပ်ကြမှာလဲဆိုတဲ့ဥစ္စာမျိုးရှိတယ်ဒါပေမဲ့အနည်းဆုံးကတော့အတေချာတစ်ခုကတော့ကျွန်တော်တို့ produce လုပ်ဖို့ဆိုရင်ဒီစာသားတွေပဲကျွန်တော်တောင်းချင်တယ်ကျွန်တော်တို့လာမပြင်ခိုင်းနဲ့ကြာကျွန်တော်မကြောက်ကျကျွန်တော် ပြောချင်တဲ့ဥစ္စာဒီ point တွေဒီအဓိကအချက်တွေပေါ့နော်အဲ့အချက်တွေကျွန်တော်ပြောချင်တယ်ပြောချင်တော့ကျွန်တော်တို့မပြင်ခိုင်းနဲ့ကျွန်တော်တို့မပြင်မှာတော့မဟုတ်ဘူးအဲ့စာတချင်းထုတ်လို့ကျွန်တော်မပြင်ပေးဘူးအဲ့တော့ ဆန်သားလည်းမပြင်းကျင်ဘူးဒါပေမဲ့ထုတ်လုပ်ဖို့ကြာတယ်ကျွန်တော်တို့လုံခြုံရေးရှိနေတော့ကျွန်တော်တို့အကန့်သက်တော့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီဒီဘက်အချမ်းမှာကြာတော့ကျွန်တော်ရောက်လာအချိန်မှာကျွန်တော်တို့အဲကျွန်တော်နိုင်ငံကလူနေကျွန်တော်တို့ပေါ့နော်ပြီးတော့ဒီဘက်ကလူတွေနဲ့ player တွေနဲ့ကျွန်တော်ပေါင်းပြီးတော့အဲတချင်းတပုတ်လုတ်လုတ်ဖြစ်တာရှိရပေါ့နော်ကျွန်တော်တို့အမှအဲ plastic နဲ့သက်ဆိုင်တဲ့ဥစ္စာပေါ့နော်ပညာပေးပေါ့နော်အဲ့လိုမျိုးဟာလုတ်ဖြစ်တာရှိတယ်ဒါပေမဲ့အမှခုနကမေးလို့ကျွန်တော်တို့စစ် million နဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်နေတဲ့ကိစ္စကိုကျွန်တော်တို့ခုနကပြောတဲ့အတိုင်းကျွန်တော်2012လောက်ထဲကကျွန်တော်ရေးထားခြင်းရှိရပေါ့နော်တချင်းနေရှိရဒါပေမဲ့ producer လို့မရဘူးပေါ့နော်အဲ အဲ့သချင်းရှိတယ်ကျွန်တော်တို့အဲ့သချင်းကလည်းအဓိကကျွန်တော်တို့ catchy white drop ပေါ့နော် catchy white drop ကျွန်တော်တို့ ban ဖြစ်လာတယ်သချင်းဖြစ်သွားစီရပါဘောနော်ဘာလို့လဲဆိုတော့အဲကျွန်တော် ban နာမည်ကလည်းဂျိုးဘူးလေးကိုဖမ်းပါဘောနော်ဂျိုးဘူးလေးဆိုတာဂျိုးဘူးဆိုတာကျွန်တော်တို့အဲနှစ်မျိုးတိပဲရရပါဘောတစ်ခုကအဲတစ်ခုကငင်းကြင်နောက်တစ်ခုကကြောက်ကျန်းစာထဲမှာဆိုရင်တန်ရှင်သောဝိညာဉ်တော့ဘောနော်အဲကျွန်တော်အဲ့ဒါကိုဖမ်းပါဘောနော်အဲ့ဒါကကျွန်တော်တို့ spirituality ဟာနှစ်ခုလုံးလိုအပ်တယ်ကျွန်တော်လူသားတွေအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အဲလူသားတွေကျွန်တော်ငင်းကြင်ကြီးကိုဖမ်းဆုပ်ဖို့လိုအပ်တယ်အဲ့လိုမျိုးပဲဝိညာဉ်ကြီးမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ တန်ရှင်းသောဝိညာဉ်တော့ဗောနတန်ရှင်းသောဝိညာဉ်တော့ကျွန်တော်ကိုယ်နဲ့အတူရှိဘူးလို့ပြောဗောနအဲအဲ့နှစ်ခုကိုကျွန်တော်ပေါင်းပြီးတော့အဲအကောင့်စင်လေးပေးထားတယ်ပြီးတော့အဲအဲ့တခြင်းကိုလည်းကျွန်တော်လုတ်ထားတယ်ဗောနအဲ့တခြင်းလေးကျွန်တော်ရှိတယ်ကျွန်တော်ခက်ချက်ပိုက်တက်ဖြစ်လာတဲ့တခြင်းလေးဗောနအဲ့တခြင်းလေးပါတခိုင်းဆိုရအောင် Okay Okay ဆိုတော့ဂီတာလေးအစင်တဲ့ပဲ Okay Semaye miran rija Semaye ngwe tatwe ja လောဘရဲ့ရိုင်းနဲ့ချမ်းမြောက်အတားရဲ့ထုံနမှုများအမြဲတမ်းမခါလီခံရအမြဲတမ်းမအန်တရင်သာဒီကလေးနေတယောက်တွေမှာဘယ်မှာလဲกว่าနေကြတဲ့ကဘာ Joe, Joe, I'm a lady. 变淡漠，你也不信。啊啊，大队长，啊，变美的可怜呀，得早干对啦。吃吃吃吧的，看表的是个妹妹，你们啦，表表怎么光？ I'm a thief all over the game sheet all over the game sheet all over I'm a thief all over my lane danger yeah you ပါမလေးငင်းချင်ရေရှာဖွေနေစေရှာဖွေနေစေ so အဲ့အဲ့အချင်းလေးလုတ်ဖြစ်တာလေးပေါ့အဲ့ဒါလေးနည်းနည်းပြောအောင်အဲ့အဲ့ဒီချင်းကကျွန်တော်ခုနကပြောသလိုပေါ့နော်ကျွန်တော်အကြောင်းမှာကျွန်တော် research လုပ်ရတယ် research လုပ်ပြီးတော့အဲ့အကြောင်းအကြောင်း paper တင်ရတယ် paper တင်ရမယ်ပြီးတော့ presentation လုပ်ရမယ်လုပ်ရမယ့်အချိန်မှာကျွန်တော်တို့အဲကျွန်တော်နိုင်ငံမှာဖြစ်နေတာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးကျွန်တော်စစ်မှတ်တွေဖြစ်နေတယ်ဒါကကျွန်တော်ပြောသလိုပဲပြီးမှမှာတာဖြစ်နေတာကျွန်တော်ဒီကလူနေစုတွေမှာကျွန်တော်တောက်လျှောက်စစ်မှတ်တွေဖြစ်နေတာပေါ့နော်စစ်မှတ်အခုဒီမပြီးသေးဘူးနော်အဲ့ထဲဖြစ်နေတယ်ကျွန်တော် အဲ့အချိန်မှာခံနေရတဲ့ဥစ္စာကကျွန်တော်တို့ကလေးတွေနဲ့မျိုးသမီးတွေပေါ့နော်အလူတိုင်းပါပဲဒါပေမဲ့ဥမာအရန်ခံရတဲ့ကိစ္စကကလေးဆိုရင်ဗျာကျွန်တော်တို့ဘာမှတော့မသိသေးတဲ့ကိစ္စကသူတို့မိုးလင်းလာတယ်အထပြေးနေရတယ်မှာအဲ့အဲ့လိုမျိုးဆိုတော့ကျွန်တော်ခံစားနေရတဲ့ဥစ္စာကျွန်တော်တို့ပြီကျွန်တော်လူနည်းစုတွေကအတန်အောင်ကျွန်တော်ကဖော်ထုတ်ချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲအဲ့အကြောင်းလေးကိုကျွန်တော်โอเคကျွန်တော်ဒီဒီ point of view ကနေကျွန်တော်ရေးကြမယ်ပြီးတော့အဲအဲ့လိုမျိုးရေးပြသွားတယ်ပြီးတော့အမှဂျိုးဂျိုးငန်းငယ်လေးပေါ့နော်အဲ့လိုမျိုးအဲ့စာသားလေးထည့်လိုက်ထည့်ပြီးတော့မှကျွန်တော်တို့ဩ ပြီးကြတော့မှကျွန်တော်တချင်းတွေကျွန်တော်အရင်ဆုံးဘန်ဖွဲ့ပြီးကျွန်တော်လုတာမဟုတ်ဗျာကျွန်တော်အရင်ဆုံးတချင်းတွေဖြစ်လာတချင်းတွေဖြစ်လာပြီးတော့မှဩโอเคငါတို့ဘန်ဖွဲ့လိုက်မယ်ဘာဘာကောင်းစင်ပေးကြမလဲပေးကြမလဲဆိုတော့โอเคကျွန်တော်တချင်းတွေမှာအဲ့လိုမျိုးဂျုံငှက်ငယ်ကိုဖမ်းပါတော့ဂျုံငှက်ငယ်ဖမ်းဆိုတော့โอเคကျွန်တော်ဒီချင်းကောင်းစင်ကလည်း catcher wider ပေါ့နော်ကျွန်တော်ကလည်းကျွန်တော်ဘန်ဘန်နေမယ်ကလည်းကျွန်တော်တုံးရောဘန်နေမယ်ကလည်း catcher wider ပေါ့နော်အဲ့တော့အဲ့ဒီချင်းတွေက2012ခုနှစ်လောက်ထဲကကျွန်တော်ရေးလိုက်တာဒါပေမဲ့အခုချိန်ကြီးတော့ဆိုခွင့်မရှိသေးဘူးပေါ့နော်ကျွန်တော်ဒါပေမဲ့ကျွန်တော်ဒီအဆီဇင်မှာစုပြရတဲ့အတွက်ကျွန်တော်ရမ်းဝမ်းသာပါတယ် ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒါ Castor Wider Band ရဲ့နာမည်ပေါ့နော်ဘာလို့ဒီနာမည်လဲဆိုပြီးတော့သိချင်နေခဲ့တာဒီနေ့သိသွားခဲ့ရေပေါ့နော်တကယ်ကိုအာအတိတ်ပဲအနှစ်သာရပြည့်သွားတဲ့နာမည်လေးပဲပေါ့နော်ဒါတော့ဟိုထဲဖယ်ရလဲလက်ရှိမှာဆိုရင်ဒါ Vocal Coach လုပ်နေလို့သိရတယ်ပေါ့နော်ဒီတော့ဘယ်သူတွေကိုဒါ Vocal Coach လုပ်ပေးဖြစ်နေလဲပြီးတော့လက်ရှိလုပ်နေတာတွေကငငယ်တော့ကအာလှုပ်ချင်ခဲ့တာတွေနဲ့ထပ်တူကြရလာပေါ့နော်အမှုပညာလှူရှာမှုတွေရောဘာတွေလှုပ်ဖြစ်နေလဲလက်ရှိအဲ့ဒါတွေပြောပြပေးပါဦး အာနုပညာလှုပ်ရှားမှုလို့ပြောလို့ရှိရင်ငယ်ရောကဘာဝဒနာပါလဲဆိုတာကိုပေါ့နော်အဲထပ်လို့ကြာလို့အဲအင်းစပြောမယ်နော်ဘာဝဒနာပါဆိုခုနကပြောလို့ညီပဲကျွန်တော်ပြည်စီဆရာတောင်ဖြစ်ချင်တယ်အေးဆေးဆေးနေချင်တယ်ဗျာအာကျွန်တော်ကအဲငယ်ရောကနေဆိုကျွန်တော်ကျမကြီးတိတ်ကောင်းတဲ့လူတော့မဟုတ်အေးဆေးဆေးကျွန်တော်အိမ်ထဲမှာပဲနေပြီးတော့မှအတန်းထဲမှာဆိုလို့အေးဆေးဆေးနေတာ ဟို ACC နေ promo design လေးပဲပကြည်လေးဆွဲတယ်ခုနပြောလို့မျိုးပဲဟုတ်တယ်ကျွန်တော်စာနဲ့ပတ်သက်ကျွန်တော်မလုပ်ဘူးအဲတကူခုကအာတိနောက်ကိုဘာလို့လောက်ရမလဲဆိုဆွဲပြီအာအကြောင်းပတ်သက်ဆွဲပြီလုပ်ပြီအဲ့ဒီနုပညာနဲ့ပတ်သက်တာပဲအကုန်လုံးအဲ့ဒီနုပညာနဲ့ပတ်သက်တာတွေအကုန်လုံးစာတင်ခိုင်းပြီဆိုတော့လောက်ရမရအဲ့လိုမျိုးနေပေါ့နော်ဆိုတော့အဲ့ဒီမှာစာလုပ်တယ်ပြီးတော့မှအခုနောက်ပြောလို့မျိုးတချင်းကိုဘာဖြစ်လို့ဝါသနာပါလာဆိုရင်ညီတော်ကကျွန်တော်တို့တွေကအာကျွန်တော်ရဲ့ granny မှာဆိုရင်ဟိုအခုခုနောက်ပြောလို့မျိုးပဲ ဟိုကျွန်တော်တို့ရဲ့တိုင်းသားတွေကခံလာခဲ့ရတဲ့ဟိုနှစ်90နှစ်ပါမကဘူးเนาะကျွန်တော်ခံစားရတဲ့အချိန်မှာအခုအချိန်မှာဒါဒါနိုင်ငံရေးဖြစ်တယ်လို့ဒါသူများပြောတယ်ဒါပေမဲ့ကျွန်တော်တို့အတွက်ကနိုင်ငံရေးဖြစ်တာကြာတယ်ဒါတိုင်းမှာเนาะဒါအာဏာမသိနေတဲ့အတိုင်းအာဏာတွေတော်တော်ကြာခဲ့ပြီဆိုတော့ဘာဖြစ်လို့အဲ့လိုအဲ့လိုလို့ပါပြောလာလဲဆိုတော့ကျွန်တော်ငငယ်ကလေးဟိုပါကျွန်တော်တို့ကတချင်းဆိုခဲ့တချင်းဆိုချင်တယ်ဆိုရင်တော့မှကျွန်တော်တို့ကဟိုလိုအကန့်တန့်ခံရတယ်เนาะပြလို့ရှိရင်ဘယ်လိုပြောရမလဲတချင်းရဲ့ knowledge တွေကစအောင်လို့မျိုးပြကြည့်လို့မျိုးကျွန်တော်တို့တွေထွန်းထွန်းပေါက်ပေါက်ကျွန်တော်မလုပ်နိုင်ဘူးဆိုတော့အ ဗောကန်နဲ့ပတ်သက်တယ်ဆိုရင်လည်းကျွန်တော်တို့တိတိချာမသိဘူး။ဥပမာကခွာရဆိုခွာရမှာဆိုလည်းကျွန်တော်တို့ကဒီခွာရလေးခုပေါ့နော်ခွာရလေးခုကျွန်တော်တို့တွေကအဲ့ဒီထဲနာတစ်ပါးညာတွေအကုန်လုံးကိုဒီအသင်ပေးတာပဲရှိတယ်။ဒါပေမဲ့ဗောကန်နဲ့ပတ်သက်ပြီးတော့အသင်ပေးတာမရှိဘူး။အဲ့မှာကျွန်တော်ကတခုတိတိချာမိကကျွန်တော်ငငယ်ကလေးကအာမမို့ဖပါကလည်းတော့တွေးပါတယ်ပြောင်းပေါ့နော်ကျွန်တော်တို့ကို train ပြီးတော့တချင်းဆိုလို့ရှိရင်ကျွန်တော်တို့အနည်းငယ်ပြောရပါလဲစင်ပေါ်တဲ့တနဲ့တ မပီလို့ရှင်စေပေါ်မတက်နဲ့เนาะအဲကျွန်တော်တိုင်းသားဆိုတာတတတတယ်မပီလို့ဟုတ်တယ်မလားဆိုတော့ကျွန်တော်တနဲ့တနဲ့မပီရောရှင်စေပေါ်မတက်နဲ့အဲ့လိုအဲ့လို train ခဲ့တော့အဲ့ဒါကြောင့်ကျွန်တော်သဘောကျလာအဲ့တော့ vocal vocal train ပြရသဘောသဘောကျလာကိုကိုရန်လေးဆိုတက်ချင်တယ်သူသူများတွေတကယ်ချင်းဆိုမယ်ဆိုရင်လည်းဟိုဆရာကြီးလောက်တာမဟုတ်လေเนาะဒီလိုလေးလောက်ဝေးပါအောင်အဲ့ဒီလိုလေးဆိုပါလားအဲ့လိုမျိုးလေးဆိုရင်ကျွန်တော်အရင်ပြောပြချင်တယ်အဲ့ဒီကလေးကငယ်ငယ်ကလေးကဆိုရင်ဘာပဲတက်တဲ့အဲ့အဲ့ဒီဟာတွေကိုကျွန်တော်ကခေါင်းထဲမှာထည့် အဲ့ဒါတွေပဲလုပ်တယ်ပြီးတော့မှအာကျွန်တော်အမှုပညာတကယ်ကိုစပြီးတော့မှစလုပ်ဖြစ်တယ်ဘာဖြစ်လို့လုပ်ဖြစ်လဲဆိုတော့ကျွန်တော်ပြောရမယ်ဆိုရင်ကျွန်တော်အာအမှုပညာတချင်းတပုတ်ဆာဆိုတဲ့ကျွန်တော်တိတ်မသိဘူးအဲ့ဒီတချင်းကကျွန်တော်ကရိုနီမှာတော်တော်ပေါက်ခဲ့ပါအာ proud to be korean ဆိုတဲ့တချင်းတပုတ်ပေါ့နော်ကိုယ့်ဟုတ်ကိုယ်ကျွန်တော်ကအာခုနပြောတဲ့ဖဲကုံသားတယောက်ဖြစ်တယ်ပေါ့နော်ဖဲကုံသားဆိုတာရှမ်ပင်ရှမ်ကရိုင်းနဲ့ဆက်ဒါအခုချိန်မှာအလုံးဝဆင်မဲ့ဖြစ်နေတဲ့နေရာကျွန်တော်အိမ်လဲအခုချိန် အဲ့ကဘာဖြစ်နေမှန်းမသိဘူးဘောနော်ဆိုတော့ထွက်လာခဲ့တာပဲဆိုတော့အဲ့အဲ့ဒီချိန်တုန်းကကျွန်တော်အဲ့မှာဆင်ကြည့်ရတဲ့အချိန်မှာကျွန်တော်လာတယ်ဘောနော်ကျွန်တော်ဒီကျွန်တော်ရဲ့ chronic ITPS ကိုကျွန်တော်ရောက်လာတဲ့အချိန်မှာကျွန်တော်ကရောက်လာတဲ့အချိန်မှာအာကျွန်တော်အဲ့အော်သွားတယ်အာသူများထိုင်းနိုင်ငံမှာကျွန်တော်တို့ရဲ့ဒီဟိုကျွန်တော် ITPS တွေတောက်လျှောက်ရှိနေတော့အများကြီးရှိနေတာဆိုတော့ဘာဖြစ်လို့ငါတို့နိုင်ငံအကျယ်ရှိတာဟောနော်ဟိုလာတဲ့တောက်လျှောက်လုံးကကျွန်တော်တို့ကြားပြင်းနေ chronic ပြင်းနေဆိုရင်လည်းဒီဒီအဲအကျယ်ရှိတယ်ကွာဘာဖြစ်လို့ငါတို့ရဲ့ဒီလူတွေကဘာဖြစ်လို့မနေရလဲဆိုတော့လာတဲ့တောက်လျှောက်လုံးရွာဟောင်းတွေတွေ့ရတယ် ွာဟောင်းနဲ့တွေ့ရတဲ့အချိန်မှာကျွာဟောင်းနဲ့ဘာဖြစ်လို့ကျွာဟောင်းလို့ဘာဖြစ်လို့ဒီလောက်လပတဲ့နေရတယ်နော်ဒီလောက်ထိကောင်းတဲ့နေရဘာဖြစ်လို့ကျွာမရှိရလဲဆိုတော့အမေးကြည့်တဲ့အချိန်မှာအော်ဒါစစ်ချက်လို့ကျွန်တော်တို့ဒီက ကျွန်တော်ထိုင်းနိုင်ငံမှာဒီလိုရင်းတော့ IDPS သူများကြွေးတာစားရတော့လူရှင်เนาะလာတာကိုပဲဟိုဖြစ်တဲ့အချိန်မှာကျွန်တော်ဖရမောက်ဆိုကျွန်တော်တွေ့လို့မျက်ရည်ပေါက်ပေါက်ကြတယ်ငါလူမျိုးကဘာဖြစ်လို့ဒီမှာလာပြီးတော့မှတင်းစင်းရဲ့ဒုက္ခခံရတယ်ပေါ့ဆိုတော့အဲ့ဒီကလည်းကျွန်တော်ပို့ပြီးတော့မှဟောငါလူမျိုးတွေငါပို့ပြီးတော့ရက်တည်ရမယ်ဒီနုပညာတစ်ခုကိုငါပို့ပြီးတော့ဆက်လက်ပြီးတော့မှငါတို့ခရနီမှာတကယ်လို့အဲ့ဒီအရာဖြစ်တယ်ဆိုတော့အဲ့ဒီစိတ်အဲ့ဒီကစပြီးတော့မှကျွန်တော်ပို့ပြီးတော့မှကိုယ့်ကိုကိုအာ surround ပေါ်ဖြစ်လာတယ်ဆိုတော့အဖက်ဖက်ကနေပြတော့မှာအဲ့ဒီချိန်ကစားခုနကပြောလို့မျိုးပဲကြရဆိုလဲကြရကြရတခြားနဲ့ပတ်သက်ကြရလို့ပြောတဲ့ချိန်မှာ crane ပေါ့နော် crane ပဲကြရကင်းကြရကျော်ရဲဘာသာအစုံကိုကျွန်တော်ချစ်တယ်လေစားတယ်မျက်နှိုးတယ်သူနဲ့ပတ်သက်တဲ့ဘာသာစကားတွေကစားတခြင်းတွေကစား fashion တွေကစားကျွန်တော်ဒီနေ့ဒီချိန်ထိကျွန်တော်လှုပ်ဆောင်ရဲ့အကြောင်းလေးကအဲ့ဒါပဲပေါ့ဆိုတော့ကျွန်တော်တွေ assessment တွေဘယ်လောက်ပဲဖြစ်ကြုံရကြုံရကျွန်တော်တွေကျွန်တော်ပြင်နေဘယ်လောက်ပဲနောက်ကျနောက်ကျပေါ့နော်ကျွန်တော်ကတေချာတစ်ခုကကျွန်တော်မလုပ်နိုင်လေပေါ့တေချာတစ်ခုကကျွန်တော်ဒီ နိုင်ငံရေးချင်းနေပဲဖြစ်ဖြစ်เนาะဒီလောက်ထိခက်ခဲကြမ်းတာကျွန်တော်နာမည်ကြီးတဲ့တယောက်မဖြစ်ဘူးခုချိန်လေးလည်းမဖြစ်ပါဘူးဒါပေမဲ့တချိန်ချိန်ကြာလို့ရှိရင်ထက်ဖဲဆိုတာကကျွန်တော်တို့ chronic မှာဘာလဲလုတ်ပြခဲ့လဲဘာလဲကျွန်တော်ရဲ့တမိုင်းကိုကျွန်တော်ရေးချင်ရုံတသက်ပါပဲဒါပဲဟုတ်ကဲ့ဒါနော်ဟိုဟာနှပ်ပါတဲ့ရှုကင်းနေနေရာတွေနဲ့ဒါစစ်မှတ်တွေမြင်ရတဲ့အခါမျိုးမှာမချစ်တင်ခဲ့ဟုတ်တယ်ဒေါသဖြစ်မိတယ်ဟုတ်တယ်မခံကြစိတ်ဖြစ်မိတယ်မခံကြစိတ်နဲ့ကြိုးစားလာခဲ့တာခုချိန်ထိပါပဲဟုတ်အာဒါဆိုရင်မော်လေးဟိုဟာကိုမရှိနဲ့ ဒါထဲဖယ်လို့ဆိုရင်ဒါခင်နာကြပြီထင်တယ်နော်နှစ်ယောက်ပြောဆိုပုံတွေကြည့်ရတယ်။အာခင်နာကြပြီလားနှစ်ယောက်တူတူရောတချင်းနေဆိုပြစ်လားအာဘလို့တချင်းနေဆိုပြစ်လဲပြီးတော့အဲအဲ့ဒါကိုအရင်ဆုံးပြောပြပေးပါလား။အဲနှစ်ယောက်ကနော် fashion လည်းမတူဘူး beat music တွေလည်းမတူအဲနှစ်ယောက်တငယ်ချင်းဖြစ်တာပြောပါကျွန်တော်တို့အဲဆိုပြရမယ်နော်ကျွန်တော်ရှင်းတာပေါ့နော်ဘာလူတွေကဟိုသိစရာမလိုပြကျွန်တော်တို့မှာအဲ connect ဖြစ်သွားရဥစားတခုရှိလိုက်အဲ့ဒါလုံးဝဟိုလုံငယ်ရဲ့မွေးနဲ့ပေါင်းလိုက်လို့ဖြစ်သွားတာ ဒီနေ့ကျွန်တော်လည်းဘာ connect ဖြစ်သွားလဲကျွန်တော် music ပေါ့နော်။အော်သူ music ကြိုက်တယ်ကျွန်တော် music ကြိုက်တယ်။ကျွန်တော်တီးရသူဆိုတယ်။အဲ့တော့ကျွန်တော်ညာဆန်းစားတွေ့ချင်းမှာကျွန်တော် TV ဆိုဖြစ်တယ်။အဲ့ချိန်မှာကျွန်တော်ည connect ဖြစ်သွား။အဲ့ဒါသူသူဘယ်တော့မှဘာမွေးလဲဘယ်တော့မှဘာမွေးလဲပြောစရာမလိုကျွန်တော်ဟိုမွေးတဲ့အတိုင်းကျွန်တော်ပေါင်းတယ်လို့ဖြစ်သွား။အဲ့လိုမျိုးပေါ့နော်။ကျွန်တော်တို့တစ်ခုခုက connect ဖြစ်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ခင်မမှုကလည်းအတိုင်းတက်လို့ပြတ်သွားတယ်။ music ကပေါင်းခုပေးလိုက်တာပေါ့။ဟုတ်တယ်။တွေ့တွေ့ရတယ်အိုးဘလို့ပြောကွာ။ music မှာစုံစည်းသွားတယ်။ ဥမာကျွန်တော်နိုင်ငံမှာ reggae ဘာ reggae ဘာတချင်းလာဆိုတော့မဟုတ်ပါဗျာ။အပြီးပါပြီ။ဥမာကျွန်တော်အဲ့ချိန်နဲ့ရက်လိုက်လို့ရတယ်ကျွန်တော်တော်ယူတာချင်းမဆိုတော့ချင်းမလား။ဒါပေမဲ့ okay အဲ့တော့ကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတော့ okay ချင်းမဆိုတော့ငါတို့ဘာမှချင်းဆိုတဲ့ဥစ္စာလုပ်တော့